မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့အတူတူစမ်းစစ်ကြည့်ဟိုအချောင်းရလေးတစ်ခု ရောက်နေပါတယ်အဲနားစင်သူတဦးစီကရထားတဲ့ဥရွှေအောင် batch 2 pdf စာတမ်းကောက်နှုတ်ချက်ထည့်ကအချက်လက်တွေပါပဲဒီဇင်းကိုကြည့်လိုက်တော့อืมဗုဒ္ဓတေသနာအထူးသဖြင့်ဝိပဿနာကျင့်စဉ်တွေနော်အဘိဓမ္မာတဘောတရားတွေနဲ့ပတ်သက်တဲ့အဓိကထုံးနှုံးတွေခေါင်းစဉ်တွေကိုတော်တော်စနစ်တကျစုစည်းထားတဲ့ပုံပေါက်ပါတယ်ဟုတ်ပါရဲ့ရှင်ဒီဇင်းရဲ့အစမှာကိုမဲ့ဘုဒ္ဓဆိုပြီးတော့ ဗုဒ္ဓကိုယဉ်ညွန်းထားတာတွေ့ရတော့ဒါဗုဒ္ဓရဲ့အစိုးမကိုအခြေခံတဲ့လ ీల မှုဖြစ်မယ်ဆိုတာရှင်းနေတာပေါ့နော်။နောက်ပြီးဘစ်ကာရဲ့ဘူညာအင်ယဝိပဿနာအင်ခင်ယူနီယံကတီလာတမာရီပညာလိုမျိုးအခြေခံကြတဲ့ကျင့်စဉ်အနှစ်ချုပ်သဘောတွေပါနေတော့ဒါကသဘောတရားတသက်တော့မဟုတ်ဘူး။ဟုတ်ကဲ့လက်တွေ့ကြင့်ကြံမှုအတွက်လမ်းညွန်ချက်တွေလည်းဖြစ်နိုင်တယ်ဆိုတာမျိုးပြနေတယ်လို့ပဲ။ဒီအချက်တွေရဲ့အတွင်းသဘောကိုအတူတူကြည့်သွားကြတာပေါ့။ဟုတ်ကဲ့။စိတ်ဝင်စားစရာကောင်းတာ အစပိုင်းမှာအိုးဆိုးဟိုတူးမော်လင်ကွန်းဆိုးအိုးဆေးဟိုတူးမော်လေကွန်းဆိုးနဲ့အိုးရေအိုးတူးမော်လေကွန်းဆိုးဆိုတဲ့အတုံးတွေတွေ့ရတယ်။ဒါတွေကဟိုသာသနာသမိုင်းမှာအရေးပါတဲ့ပင်စမသင်္ကယနာသထမသင်္ကယနာတင်တာတွေကိုပြောချင်တာလား။တမမို့ဒီစာတန်းတက်အခန်းကွဲခေါင်းစဉ်တွေပဲချင်မလား။ဖြစ်နေခြင်းတို့ခုလုံးရှိနိုင်ပါတယ်ရှင်ဒီလိုသမိုင်းဆိုင်ရာအမှတ်အသားတွေနဲ့စဖွင့်တာကလည်းအခုဆွေးနွေးမဲ့ ဒေသနာတော်ရဲ့သဘောတရားတွေဟာဒီလိုသင်္ကာယနာတင်မှုနေနဲ့ဆင်းသက်လာတာထိမ့်ထိမ့်ဆောင်းချောက်ခဲ့တာဆိုတော့အခြေခံကိုအတိပေးချင်တာမျိုးလေးဖြစ်နိုင်တာပေါ့ဟုတ်ကဲ့ဒါမှမဟုတ်ဆာရဲ့သူကအဲ့ဒီသင်္ကာယနာတင်တာတွေနဲ့ဆက်ဆက်ပြီးတင်ပြချင်တဲ့အချက်တွေရှိနေတာလည်းဖြစ်နိုင်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ပါဒါတွေကတော့နောက်ဆက်တွဲဆွေးနွေးကြမယ်အပြီးတမားတဲ့ဝိပဿနာအကြောင်းရတဲ့အတွက်တမိုင်းနှုတ်ခမ်းဒါမှမဟုတ်အတိဖြူချက်အနေနဲ့ရှိနေပုံပါပဲနောက်တစ်ခုတွေ့ရတဲ့အတုံးကနေမီဆိုးဟိုနေမီခင်ဆိုး နေမေခင်းဆိုတဲ့အဲ့ဒီအတုံးတုံးကဘာကိုဆိုလို့နိုင်မလဲတော်တော်လေးစဉ်းစားစရာကောင်းတယ်နော်ဟုတ်ကဲ့ဒီရဲ့၃ရက်တိဆောက်ပုံကိုကြည့်ရင်တော့အယူဆ၃ခုကိုဆက်ဆက်ဖော်ပြနေတာမျိုးပေါ့ဘုရတိတနာရှုထောင့်ကကြည့်မယ်ဆိုရင်လေဒါကအစွန်းနှစ်ဖက်ဥပမာအရှိအမရှိဆိုတဲ့အစွန်းနေအဲ့ဒါနဲ့အလဲလက်လမ်းစဉ်ကိုညွှန်းတာမျိုးဖြစ်နိုင်မှာပဲဒါမှမဟုတ်ရင်အကြောင်းတရားတစ်ခုသူ့ရဲ့စန့်ကျင်ဘက်အခြေအနေဒါမှမဟုတ်ပစ္စည်းကြောင့်ပြီးတော့အဲ့ဒီအပြန်လန်တက်ရောက်မှုကနေဖြစ်ပေါ်လာတဲ့ရာလက်ပေါင်းဆက်မှုပေါ့ ဥပမာပြောရင်လောကမှာဖြစ်ချင်းပြက်ချင်းအဲ့ဒီဖြစ်ပျက်မှုတဘောကိုနားလည်ခြင်းဆိုတာမျိုးပေါ့လေတီးကြတဲ့အဓိပ္ပာယ်ကတော့စာရွက်မူရင်းကြောင်းရပေါ်မူတည်မှာပါပဲဒါပေမဲ့ဒီလို၃မျိုးကတဘောဝတရားရဲ့တွန်းတွဲဖြစ်ပေါ်မူဒါမှမဟုတ်အမြင်အစွန်းတွေကိုကျော်လွန်ဖို့လက်ညွတ်နေတာဖြစ်ဖို့များပါတယ်อืมဒီလိုအယူရဆပိုင်းတုံးတက်ချက်ကနေဆက်ကြည့်တော့ဓမ္မတရားကျင့်စဉ်နဲ့ဓမ္မတရားဤသဘောတဘာဝဆိုတဲ့အတွဲအစကိုတွေ့ရတယ်ဒါရ theory နဲ့လက်တွေ့ကျင့်ကြံမှုရဲ့အရေးပါပုံကိုပြနေတယ်လို့ယူဆလို့ရမလားဟုတ်ကဲ့အဲ့ဒီအတွဲဆက်ကအလွန်အရေးကြီးပါတယ်ရှင်ဘုဒ္ဓဒေသနာမှာဆိုရင်သဘောတရားနားလည်မှုပရိယတ်တီပေါ့နော်နဲ့လက်တွေ့ကျင့်ကြံမှုပฏิပတ်တီအဲ့ဒါတွေကတစ်ခုနဲ့တစ်ခုအပြန်အလှန်အားဖြည့်တယ်လို့ယူဆကြတာကိုဆိုတော့ဓမ္မဤသဘောတဘာဝဆိုတာကလောကရဲ့အမှန်တရားစိတ်ရဲ့ဖြစ်ပျက်ပုံယုံ난တရားတွေတဲ့အခြေခံသဘောတရားတွေကိုရှင်းပြတာဖြစ်နိုင်တယ်ဟုတ်ကဲ့ပြီးတော့ဓမ္မကျင့်စဉ်ဆိုတာက အဲ့ဒီသဘောတရားတွေကိုကိုယ်တိုင်ကိုယ်ကျထိုးထွင်းသိမြင်ဖို့လိုက်နိုင်ရမယ်လက်တွေ့လမ်းညွန်ဆိုပါတော့ဝိပဿနာအလုပ်ပေတရားလိုမျိုးပေါ့ဒီစင်းရင်မှာဒီနှစ်ခုကိုအတူတူဖော်ပြထားတာက အသိပညာနဲ့အချင်းဟွာဒွန်းတွဲနေတယ်ဆိုတဲ့အချက်ကိုအလေးပေးနေပုံရပါတယ်ရှင့်ဟုတ်ပါပြီအဲ့ဒီဓမ္မရဲ့သဘောတဘာဝကို ပိုပြီးရှင်းစေမယ်အတုံးလုံးလေးလည်းဆက်သက်တွေ့ရတယ်ဥမာယုတ်နံသဘောတရားများ နောက်ခန္ဓာ၅ပါး ပြီးတော့တဘာဝတရားဖြစ်စဉ်တွေအခြေတွေဆိုတာတွေပေါ့ဒါတွေကအဘိဓမ္မာရဲ့အခြေခံအုတ်မီတီလို့ပြောနိုင်မယ်ထင်တယ်သိကြပါရဲ့ရှင်ဒါတွေကကိုဟန္တာနဲ့စိတ်လို့တမှုကြတဲ့အရာတွေရဲ့အရင်ခံဖွဲ့စည်းပုံတွေကိုခွဲချမ်းစိတ်ဖြားပြတဲ့အဘိဓမ္မာရဲ့အဓိကတောက်ချက်တွေပါပဲယုံနံတဘာဝတရားဆိုတာက အခြေခံအားဖြင့်ရုပ်ပိုင်းဆိုင်ရာ materiality ပေါ့နဲ့စိတ်ပိုင်းဆိုင်ရာ mentality ဆိုတဲ့အပိုင်းနှစ်ခုကိုညွှန်းတာပါ ခန္ဓာ၅ပါးကတော့အဲ့ဒီယုံနံကိုပို့ပြီးအသေးစိတ်ခွဲပြတာယုတ် form ဝေဒနာ feeling သင်ညာ perception သင်္ခါရ mental formations ဝိညာဉ် consciousness ဆိုပြီးအစုအဝေး၅ခုနဲ့တတ္တဝါကိုပိုင်းခြားပြတာလीဟွန်း now တဘာဝတရားဖြစ်စဉ်များ၏အခြေအနေဆိုတာကြတော့အများဖြင့်အနိစ္စမမြဲခြင်းဒုက္ခဆင်းရဲခြင်းအနတ္တအစိုးမရခြင်းဆိုတဲ့လက္ခဏာ၏၃ပါးကိုညွှန်းတာဖြစ်နိုင်ပါတယ် ဆိုလိုတာကဒီယုံ nant ခန္ဓာ၅ပါးဆိုတဲ့အရာတွေဟာမြဲတဲ့တတ္တဝါပုဂ္ဂိုလ်မဟုတ်ဘူးအမြဲပြောင်းလဲနေတယ်ဖြစ်စည်းမှုတဘောဆောင်တယ်ကိုယ်ပိုင်အတ္တမရှိတဲ့ဖြစ်စဉ်တွေဟာဖြစ်တယ်ဆိုတာကိုပြနေတာပါဒါကိုနားလဲတာကဝိပဿနာရှုမှတ်မှုရဲ့အခြေခံပဲပေါ့ရှင်ဟုတ်ကဲ့ဒီခန္ဓာကိုယ်နဲ့စိတ်ရဲ့တဘောတဘာဝါကိုနားလဲမှုကနေတဆင့်အင်းစိတ်ရဲ့အညစ်အကြေတွေဘက်ကိုဆက်ပြီးညွန်းထားပုံရတဲ့အတုံးတွေကိုတွေ့လာရပြန်တယ်လောဘဒေါသနဲ့ အကုသိုလ်မူလ၃ပါးဆိုတာတွေပါဒါတွေကချင့်ချတဲ့အခါမှာတတိထောက်ပယ်ရှားရမယ်အဓိကပစ်မှတ်တွေလို့ပြောချင်ပုံရတယ်ဟုတ်ပါတယ်ဟုတ်ပါတယ်လောဘဆိုတာတမတ်မှုလိုချင်မှုပေါ့ဒေါသကအမျက်ထမှုမချေနာမှုနောက်မောဟကဒီဝီမှုအမှန်ကိုမသိမှုအဲ့အရာတွေကိုအကုသိုလ်တရားအလုပ်ရဲ့အရင်ခံအကြောင်းတရားတွေအကုသိုလ်မူလ၃ပါးလို့သတ်မှတ်တာလေဒီအရာတွေဟာစိတ်ကိုပူလောင်စေတယ်နောက်ချိုးစေတယ်ကိလေသာတရားတွေပေါ့ ဒီစရင်မှာဒီအချက်တွေကိုထည့်ထားတာကဝိပဿနာကျင့်စဉ်ရဲ့အဓိကရွယ်ချက်တွေထဲမှာဒီကိလေသာတွေကိုသိမြင်ပြီးပယ်ရှားဖို့အ ਨੇ ဆုံးလို့သူတို့လွားမှုမှုကနီလင်းမြောက်ဖို့ပါတယ်ဆိုတာကိုမိမောက်ထုတ်ပြနေတာဖြစ်နိုင်ပါတယ်ရှင်။အဲ့ဒီအကုသိုလ်တရားတွေကိုသိမြင်ဖို့ထိန်းချုပ်ဖို့လိုအပ်တဲ့လက်သေးကျင့်စဉ်ပိုင်းကိုညွန်ပြတဲ့အုံလုံးတွေလည်းဆက်ဆက်ပြီးပါလာတာတတိထားမိတယ်။တတိကျရာပစ္စုပန်တက်တဲ့ရှုမှတ်ချက်နဲ့အတိတ်အနာဂတ်အသွေးများစတာတွေ။ဒါတွေကဝိပဿနာကျင့်စဉ်ရဲ့ ဟိုခံပေါ့အဓိကအစိတ်ပိုင်းလေးလို့ပြောနိုင်မလားအတိအကျပါပဲရှင်တတိဆိုတာကကိုယ့်ရဲ့ကိုယ်ခံစားမှု စိတ်အခြေအနေနဲ့စိတ်ကတည်နေတဲ့အာယုံဓမ္မဒီကိုအခုဖြစ်နေတဲ့လက်ရှိခဏပစ္စုပန်မှာပေါ့နော်ဘာမှပြုတ်ပြင်းမနေပဲစိတ်ချင်းမစိတ်ချင်းမပါပဲအရှိအတိုင်းစောင့်ကြည့်တည်နေတာကိုဆိုလိုတာပါပစ္စုပန်တက်တဲ့ရှုမချင်းစွာကဒီတတိယအလုတ်လုတ်ပုံကိုပိုပြီးရှင်းလင်းစေတာပေါ့ဟုတ်ကဲ့ စိတ်ကအတိတ်ကိုပြန်တွေးတာအတိတ်အတွေ့ဒါမှမဟုတ်အနာဂတ်ကိုကြိုတွေးတာဒီအနာဂတ်အတွေ့အဲ့ဒါကသူ့တဘာဝပဲလीအရေးကြီးတာကအဲ့ဒီအတွေ့တွေပေါ်လာရင်ပေါ်လာမှန်တတိနဲ့တည်နေဖို့အဲ့ဒီထဲမှာမျောပါမသွားဖို့ပဲဆိုတော့ဒီအတုံးနှုံးတွေကိုအတူတူကိုဖော်ပြထားတာကတတိပဋ္ဌာန်ကျင့်စဉ်ရဲ့အတိတ်ကအလောလောပုံကိုညှောဆိုနေတာပါပဲအခုနပြောခဲ့တဲ့တတိနဲ့ပြစ်စုပန်ရှုမှတ်မှုနဲ့တရှင်ပိုပြီးနည်းနည်းတဲ့သဒ္ဒနာပိုင်းဆိုင်ရာအတုံးနှုံးတစ်ခုကိုရောက်လာပွင့်ရတယ်အကျိုးနဲ့နဲ့ချက်ချင်းအောက်ကြောမှဆိုတဲ့စကားကျူပါ ဒါကတော်တော်လေးအဓိပ္ပာယ်နည်းနဲ့ပုံပဲသူ့နောက်မှာကက်လီရဲ့အကြောင်းအကျောင်းအကျိုးဖူးခြင်းဆိုတာလည်းပါလာပြန်တယ်ဒီတွဲလိုက်ကဘာကိုအဓိကထားပြောချင်တာဖြစ်မလဲอืมဒါကဗုဒ္ဓသေဒနာရဲ့အလွန်အရေးပါတဲ့အပိုင်းပဋိစ္စသမုပ္ပါပဋိစ္စဆိုတာကိုညှိုးနေတာအသေးချာနီးပါးပါပဲရှင်ဒါကအကြောင်းနဲ့အကျိုးဆိုတာပဋိစ္စသမုပ္ပါတရားတော်ရဲ့အကြောင်းနဲ့အကျိုးတို့အတိတ်ပဲရနိုင်ပါတယ်ဒါကအဝိဇ္ဇာမတိမှုကိုအခြေခံပြီးတော့စင်္ခါရဝိညာဉ်နဲ့စပြီးအိုခြင်းနာခြင်းတေခြင်းစတဲ့ ဒုက္ခအဆုအပုံကြီးဘလို့ဆက်ဆက်ဖြစ်ပေါ်လာတယ်လဲဆိုရအကြောင်းတရားကွင်းဆက်ကျောင်းနဲ့အကျိုးတရားကွင်းဆက်အကျိုးကိုရှင်းပြတဲ့သဘောတရားပါဟုတ်ကဲ့အကြောင်းကြောင်းအကျိုးဖြစ်ခြင်းဆိုတာကဒီပဋိစ္စသမုပ္ပါဒ်သဘောတရားရဲ့အနှစ်ချုပ်နီးရပ်မှာအမသမီးစတိအရမ်ဟိုတီဒီကြောင်းရှိရင်ဒီအကျိုးဖြစ်တယ်ဆိုတာကိုဖော်ပြနေတာဖြစ်ပါတယ်ဒါဆိုရင်ဒီအကြောင်းကျိုးဆက်ဆက်ဖြစ်ပေါ်မှုသဘောတရားကလောကမှာကြုံတွေ့နေရတဲ့ဆင်းရဲဒုက္ခတွေနဲ့ဒိုက်ရိုက်ပတ်သက်နေတယ်ဆိုတဲ့သဘောပေါ့ ဆိုင်ရင်တည်းမှာဂျူခဆင်းရဲခြင်းဆိုတဲ့အတုံးလေးပါနေတာကိုဟုတ်ပါတယ်ရှင်ပရိသတ်သမှုပတ်ကိုနားလည်ခြင်းဟာဒုက္ခဘာကြောင့်ဖြစ်လာသလဲဒုက္ခသမှုတရားတစ္ဆာကိုနားလည်ဖို့အဓိကတောက်ချက်ပဲလीအကြောင်းတရားကွင်းဆက်ကိုသိရင်အဲ့ဒီအကြောင်းတရားတွေကိုချုပ်အောင်လုပ်နိုင်ရင်အကျိုးတရားထစ်တဲ့ဒုက္ခလည်းချုပ်ငိမ့်မယ်ဒုက္ခနိရောဓတစ္ဆာပေါ့အဲ့ဒီလမ်းကိုမြင်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်ဒီသဘောတရားတွေဟာဒုက္ခသူ့ရဲ့အကြောင်းရင်း ူရဲ့ချက်ငိမ့်မိနဲ့ချက်ငိမ့်ရလန်မကတစ္ဆာဆိုတဲ့တစ္ဆာလေးပါအတင်းနဲ့တိုက်ရိုက်ဆက်ဆက်နေပါတယ်ရှင်ဒီပဋိစ္စသမုပ္ပါဒ်ကိစ္စတဲမှာပါဝင်တဲ့နန္တရားနဲ့ဆက်ဆက်တဲ့အတုံနှုံးတွေကိုလည်းစာရင်ထက်ခွက်ထက်ကီးခွေချားဖော်ပြထားတာတွေ့ရတယ်ဥပမာအစောပြောခဲ့တဲ့ခန္ဓာ၅ပါးထဲကသင်္ခါရတင်ညာဝိညာဉ်တို့ကိုပူပြီးတတိကျကျကျွင်းချက်မြူပြင်းစီရင်တောသင်္ခါရတရားမြူပြင်းမတတတောတင်ညာတရားတိတတောဝိညာဉ်တရားစတာတွေပေါ့ မှတ်မှတ်ရရှင်။ဒါတွေကခဏငါးပါးတဲ့ကနန်ပိုင်းဆိုင်ရာအစိတ်ကြိုက်တွေရဲ့လုံငန်းဆောင်တာတွေကိုပို့ပြီးတိကျအောင်ခွဲခြားပြတာပါ။တင်ညာကအာယုံတွေကိုမသားတယ်။တင်ခါရကစိတ်ကို ကောင်းမှုမကောင်းမှုဘက်ကိုတွန်းပို့စစ်ဆော်ပေးရဲ့စိတ်တသိတွေဥပမာစေရနာဝီရိယလောဘဒေါသစတဲ့တွေကိုစူးစိခေါ်တာ။ဝိညာဉ်ကတော့အာယုံတစ်ခုကိုအခြေခံအချင်းတိတာကိုဆိုလိုတာပေါ့ဒီလို အသေးစိတ်ခွဲခြားသိမြင်ခြင်းက ကိုစိတ်ထဲမှာဘာတွေဖြစ်နေသလဲဆိုတာကိုပိုပြီးရှင်းရှင်းလင်းလင်းမြင်နိုင်ဖို့တတိထားနိုင်ဖို့အထောက်အကူပြုပါရရှင်။ဝိပဿနာရှုမှတ်တဲ့အခါမှာဒီလိုနန္ဒီယားတွေရဲ့ဖြစ်ပျက်ပြောင်းလဲပုံကိုအမှန်တမ်းသိမြင်ဖို့ကအရေးကြီးတာကိုအခုလိုတတ်တော်ရဲ့ဖွဲ့စည်းပုံစိတ်ရဲ့အညစ်အကြေးကျင့်ကြံရမယ့်လမ်းစဉ်ရဲ့အခြေခံတတိပေါ်လောကဖြစ်စဉ်ရဲ့အကြောင်းကျိုးဆက်နွယ်မှုပရိသတ်သမုပ္ပါစဉ်းရင်းချင်းသဘောတရားတွေဆွေးနွေးခဲ့ပြီးနောက်မှာတော့อืม ဒီကျင့်စဉ်ရဲ့ပန်းတိုင်နဲ့လမ်းကြောင်းကိုညွန်ပြတဲ့အတုံးနှုံးတွေနဲ့ဏီကုံချူထားပုံရတယ်။နိဗ္ဗာန်နဲ့မခင်လမ်းစဉ်ဆိုတာတွေပါ။ Okay ဒါကတော့ကျင့်စဉ်တစ်ခုလုံးရဲ့အဆုံးသက်ပန်းတိုင်နဲ့အဲ့ဒီပန်းတိုင်ကိုတွားရလမ်းကြောင်းကိုရှင်းရှင်းလင်းလင်းဖော်ပြလိုက်တာပါပဲ။မခင်ဆိုတာကများသောအားဖြင့်မခင်ရှစ်ပါအရိယအထင်ကြီးကမက်နိုဘိုအီဖူဘက်ကိုယဉ်ညွန်းတာပါ။သမားတိချိမင်္ဂနဲ့အမြင်ခနဲသမာသမာတိမင်္ဂနဲ့တိချိမှုအချီ အင်္ဂါ၈ပါးပါတဲ့ခြင်းစဉ်လမ်းကြောင်းပေါ့ဒါဟာဒုက္ခချုပ်ငင်းညာကိုဥတီတဲ့တခုတည်းသောလမ်းလို့ဘုသာသေးသနာမှာဆိုထားတာပါနိဗ္ဗာန်ဆိုတာကတော့အဲအဲ့ဒီမကင်လမ်းစဉ်ကိုခြင်းကြံပွားများအားထုတ်လို့ရလာမဲ့အန်ဒီမရလက်အဆုံးဆုံးပန်းတိုင်ပေါ့ရှင်လောဘဒေါသမောဟအပါအဝင်ကိလေသာအားလုံးချုပ်ငင်းညာဝဆင်းရဲကလုံးဝလွတ်မြောက်ရာ အပိတိုင်ငင်းချက်မှုအစစ်အမှန်ကိုဆိုလိုတာပါဒါဆိုရင်ဒီ ဥယျရွှေအားနတ် .pdf ထဲကကောင်းလုပ်ချက်စရင်းကတော်တော်လေးစနစ်ကျတဲ့တိဆောက်ပုံချီရလို့ပြောရမှာပဲအခြေခံမှာတက်တွာရဲ့ဖွဲ့စည်းပုံရုပ်နာခန္ဓာ၅ပါးတော့နားလည်စေတယ်ပြီးရင်ဆင်းရဲဖြစ်စေတဲ့အကြောင်းရင်းအကုသိုလ်မူလကိလေသာတွေကိုပေါ်ထုတ်ပြတယ်အဲ့ဒီနောက်အဲ့ဓာတွေကိုကျော်လွှားဖို့လက်တွေ့ကျင့်စဉ်တတိပစ္စုပန်ရှုမှတ်မှုကိုလိုင်းညွန်တယ်ဟုတ်တယ်ပြီးတော့လောကဖြစ်စဉ်ရဲ့နည်းနည်းတဲ့အကြောင်းကိုဆက်တွေ့မှု ပဋိကြစမှုဘဘနဲ့ဆင်းရဲခြင်းရဲ့သဘောကို ရှင်းပြတယ်။နောက်ဆုံးမှာတော့လွမြောက်ရလန်းစဉ်မက်ခင်နဲ့အဆုံးဆုံးပန်းတိုင်နေပန်းကိုညွန်ပြထားတယ်။တကယ်ကိုပြည့်စုံတဲ့အချင်းချုပ်လမ်းညွှန်ချက်တခုလို့ပဲနော်။ဟုတ်ပါတယ်ရှင်။ဒီအတုံးတုံးရဲ့စီစဉ်မုံချိတ်ဆက်ပုံတွေကဗုဒ္ဓတေသနာရဲ့အဓိကအချက်လက်တွေကိုအကျဉ်းယုံပြီးအတိတ်ဖက်ပြီးဝအောင်ဖော်ပြနေစွမ်းရှိပါတယ်။တခုချင်းစီရဲ့နောက်ွယ်မှာတော့အလိုနဲ့နဲ့ကျပြန်တဲ့သဘောတရားတွေရှိနေပြီမြင့်တေယုစုစီတင်ပြထားတာ ်လေးလာသူအတွက်အင်မတန်အကျိုးရှိစေမယ့်လံပြမြေပုံတစ်ခုနဲ့တူပါတယ်ရှင်ဒီဆိုင်ရင်းကိုပြုစုတဲ့ပုံကောဟာဒီတဘိုးတရားတွေကိုတော်တော်လေးကြီးညက်စွာနားလည်ပြီးအချင်းချုပ်နိုင်စွမ်းရှိတယ်ဆိုတာထင်ရှားပါတယ်ကောက်ပါပြီဒီနေ့ကျွန်တော်တို့အတူတူကစမ်းစစ်ခဲ့တဲ့ wish you on to pdf ကောင်းတို့ချက်သေးကအသုံးလုံးတွေဟာဗုဒ္ဓဒေသနာအဘိဓမ္မာနဲ့ဝိပဿနာကျင့်စဉ်ရဲ့အရေးကြီးဆုံးအစိတ်ပိုင်းတွေကိုစနစ်တကျဖော်ပြထားတဲ့လမ်းညွှန်ချက်တွေဖြစ်နိုင်ကြောင်းသုံးသပ်ထည့်ကြပါရစေ။ယုံနာ ခန္ဓာ၅ပါးလိုအခြေခံဖွဲ့စည်းမှုကနေလောဘဒေါသမောဟဆိုတဲ့အာကုတ္တမူလတရားတွေတရိနဲ့ပြစ္ဆပန်တဲ့ရှုမှတ်မှုဆိုတဲ့ကျင့်စဉ်အခြေခံပဋိစ္စသမုပ္ပါဆိုတဲ့အကြောင်းကျိုးနေရာမှာဒုက္ခရဲ့သဘောမကင်လန်းစဉ်နဲ့နိဗ္ဗာန်ဆိုတဲ့အဆုံးမနိုင်တဲ့ခြေဆက်ဖော်ပြထားပုံကိုလေ့လာခဲ့ကြတာပေါ့မှန်ပါတယ်ရှင်ဒီလိုအတုံးအနှုံးတွေနဲ့သူတို့ကိုစားဖြူတဲ့သဘောတရားတွေကို လေ့လာခြင်းကစိတ်ရဲ့လုံငန်းဆောင်တာတွေလောကရဲ့မမြဲတဲ့သဘော ုက္ခရဲ့အကြောင်းရင်းတွေကိုပို့ပြီးရှင်းလင်းစွာနားလည်စင်နိုင်ပါတယ်။ဒီစင်ကပေးတဲ့အသိပညာဟာ theory ပိုင်းနားလည်မှုတစ်ဆက်ပဲမဟုတ်ဘဲနဲ့ကိုယ်တိုင်ကြုံတွေ့နေရတဲ့ဘဝအတွေ့အကြုံတွေစိတ်ခံစားချက်တွေကို ပြန်လည်ရှုမြင်သုံးသပ်တဲ့အခါမှာလက်တွေ့ကျတဲ့အမြင်သစ်တွေရှုထုံသစ်တွေရရှိစေနိုင်တဲ့အလားအလာရှိပါတယ်ရှင်။ကမ္ဘာပြီးဒီဆွေးနွေးချက်ကိုအဆုံးမသက်ခြင်းမှာစပီးစဉ်းစားစရာ challenge ခုချန်ထားခဲ့ခြင်းပါတယ်ခင်ဗျာ။အဲ့ဒါကတော့ဒီလိုစင်းတစ်ခုတည်းမှာ စနစ်တကျဖော်ပြထားတဲ့တသနာနိကသဘောတရားတွေကျင့်စဉ်ဆိုင်ရာအချက်အလက်တွေကို theory ပိုင်းအရာ သိရှိနားလည်လိုက်ခြင်းကနေ့စဉ်ကြုံတွေ့နေရတဲ့စိန်ခေါ်မှုတွေစိတ်ဖီစီးမှုတွေကိုယ်အတွင်းစိတ်ရဲ့လုံရှားမှုတွေကိုလက်တွေ့မှာရင်ဆိုင်ဖြေရှင်းတဲ့အခါဘလို့အတွင်းပြောင်းလဲမှုတွေဘလို့အထောက်အကူပြုမှုတွေပေးနိုင်မလဲဆိုတာပါပဲဒီစိန်ရင်တဲကအသိပညာက ကိုယ့်ရဲ့အတွင်းစိတ်ငြင်းချမ်းမှုရှောက်ဖွေရခီလာမှာ ဘလောက်အထိလက်တွေ့ကြတဲ့လမ်းပြကျဲတပွင့်ဖြစ်လာနိုင်မလဲအဲ့ဒါလေးကို ကိုယ်တိုင်ဆက်လက်ဆင်ခြင်တုံးသက်ကြည့်ဖို့တိုက်တွန်းရင်းနေမယ်ဒီဆွေးနွေးမှုကိုဒီမှာပဲရင်နာလိုက်ပါစေ။